မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြခြင်းနဲ့စာလေးကတော့ဆီယာမရွှေဝမိမိကြီးရေးသားတယ်ရွှေမောင်းထောင်ရက်စီကဆိုတဲ့စာလေးဖြစ်ပါတယ်လိုက်ပါနားဆင်ပြေးကြပါဦးခင်ဗျာရွှေမောင်းထောင်သားတဲ့ရက်စီက မောင်းထောင်ရွာဟာတတ်တန်းရှိလာပြီဖြစ်တဲ့ရှိခိရွာကြီးပါဒုတိယဒေသကမုံရွာမြို့အနောက်ဘက်မိုင်30လောက်ဝေးပါတယ်ကုန်းခေါင်ခေါင်ရက်ဆိုပါစို့အတမွေးလုပ်ငန်းကအရာလုပ်ငန်းလဲလုပ်ငန်းဗပုပယံပပဲစသည်ဖြင့်လုပ်ကြပါတယ်အထူးလုပ်ငန်းကရောလုပ်ငန်းဖြစ်ပြီးအတော်ကျယ်ပြည့်မြန်ရှိပါတယ်အရင်ကတော့ ရင်းမောင်းထောင်ခွက်ဆိုတာနဲ့ဒေတာအနှံ့သုံးဆွဲကြလို့နာမည်ကြီးပါတယ်။ဟိုးရှိကလေးကမောင်းထောင်ရွာလို့ရှိသေးတယ်။အခုရွာနေရာကိုအဲ့ဒီရှေးဟောင်းရွာကတစ်ဆင့်ပြောင်းလာပြီးစနစ်တကျတည်ထားတဲ့ရွာကြီးပါ။အရင်ကရွာနေရာကိုတော့ရွာဟောင်းငုံလို့ခေါ်ကြတယ်။အခုလက်ရှိနေရာကို950 ကိုကုကဲရွာငယ်တီဦးစာ ဆိုတဲ့ပနတ်ခေါ်ဆိုရတက်ကြက်959ခုနှစ်မှာတည်ခဲ့တာမို့အခုနှစ်ဆိုရင်ရွာသက်104နှစ်တောင် ရှိပါပြီ။ဘာကြောင့်အခုလိုနေရာသက်မှာရွာသက်တည်ကြတယ်ဆိုတာကိုအမှတ်အသားမတွေ့ရသေးပါဘူး။ဒါပေမဲ့ရှေးခေတ်မြန်မာကြီးများအတွင်းမြင်အယူအဆလေးတွေကမှတ်သားဖို့ကောင်းတဲ့အတွက်ဖော်ပြပါရစေ။ ရွာစဉ်နေရာရှာကြတော့တဲ့အခါဘယ်ဒေသပြောင်းရင်တည်တော်မလဲဆိုပြီးသူတို့ခေတ်ကဒလေအတိုင်းစနီးနာကြပါတဲ့စနီးရဖို့အစီမံလုပ်ပုံကရွာမှာရှိတဲ့ကလေးတွေ အားလုံးစုသူတို့ပြောအောင်မုတ်ပဲသေးစားတွေဝေပေးပြီးသုံးစုခွဲမင်းတို့ကြိုက်ရနေရာကိုသွားကစားကြပြီတော့လို့ပြောလှော်လိုက်ပါတယ်ကလေးတွေကို့အစုနဲ့ကို အရက်ခွဲသွားကြတာကိုလူကြီးတွေက တိတ်တဆိတ်နောက်ရောက်ခံလိုက်ပြီးချောင်းကြည့်တယ်သူတို့မသိအောင်ပေါ့ပထမကလေးအုပ်စုကဘရဇီတော်ဆိုတဲ့ကွင်းကိုသွားကြပြီးတောင်သူလေယာလုတန်းကစားကြပါတဲ့ဒုတိယအုပ်စုကလည်းဈေးချောင်းအရက်မှသွားပြီးဈေးရောင်းဝယ်လုကုံတယ်လုတန်းကစားကြပါတယ်တတိယအုပ်စုကလေးတွေကတော့အခုဘောင်းထောင်ရွာကြီးဖြစ်လာမယ့်နေရာမှာ ယသိယဟန်ပြူရန်မူရီမတ်ကြီးလောက်တိုင်းကစားကြတယ်ဆိုတယ်ဟုတ်ကလေးတွေကစားကြပုံကို လူကြီးများနမိတ်อยู่ပုံကတော့ပထမဗရစီတော်အတွင်းမှာရွာသစ်အတူရင် တောင်သူလေလို့ဖြစ်ကြရမယ်ဒုတိယဈေးเจ้าနေရာမှာဆိုရင်ပွဲစားကုံတွေပေါ်ပေါက်လာမှာပဲအဲတတိယအုပ်စုကစားကြပုံအကဲခတ်ပြီးဒီနေရာမှာရွာတီရင်တော့ မင်းပေါ့ဆိုးပေါ့ယဟန်ပညာရှိ လူပညာရှိများထုံကားလိုက်မယ်ဆိုပြီးဒီနေရာဟာအကောင်းဆုံးရလို့ဆုံးဖြတ်ကြပါတယ်။တဏီတဲ့သဘောတူကြလို့ဒီနေရာမှာအခုရွာကိုတည်ရတာပါပဲ။ရွာစစ်တည်တဲ့နေ့မှာငွေအောင်မောင်းအလုံးတစ်ထောင်ကိုတပြိုင်နက်တီးကပ်ပြီးပနက်ရေးချတယ်လို့ဆိုကြပါတယ်။နောက်အခါမှာတွင်းသင်းတိုက်ဝင် မဟာစီသူ ဖြစ်လာသူ မောင်းထောင်းရွာသားက ရာဒီဘုံကိုဒီလိုဖွဲ့ဆိုပါတယ်။ကာမအင်္ဂါလက္ခဏာနဲ့လေးပြာဆက်မြတ်စုံညီညွတ်ဝုံးပတ်ညာကြီးသာပစီဟုငွေအီရောင် မောင်းတထောင်ဖြစ်မင်းကောင်စီသူတမိုက်ယူလျက်ဇဘူးမြန်ပေါင်းညို့တဆောင်တို့ မောင်းထောင်ဦးဒီခေါ်မိတာရရဲ့လို့သူ့စာရွက်မှာရေးဖွဲ့ခဲ့ပါတယ် ဒါမှဆိုတဲ့ရွာအနီနဲ့အင်္ဂါလက္ခဏာပြည့်စုံပြီးမောင်းအလုံးတစ်ထောင်တီး၍မောင်းထောင်လို့ညီတွင်ခဲ့ပါတယ်။ရှေးကဆိုခဲ့တဲ့အတိုင်းလူကြီးများနမိတ်ယူသလိုပါပဲမောင်းထောင်ရွာမှယဟန်ပညာရှိ လူပညာရှိ ပုဂ္ဂိုလ်ကျော်တွေတတိကြီးထွန်ကားခဲ့တဲ့ထူးခြားတဲ့ရွာပါပဲ။ပညာရှိတွေအများပြားထွက်ပေါ်တဲ့အထက်ကစီဘူးမသားမိသမီးများကိုအကျဉ်းဖော်ပြပေးရစေ။ ပေါ်ထုံးခဲ့တဲ့တက်ကြတဲ့အရှင်းနောက်ကြသူ နောက်ကြသူအစရာအပထားပြီးဘာသာရေးယဉ်ကျေးမှုဒလိအရာယဟန်ပညာရှိများကိုစတင်ပေါ်ပြပါရစေ။ပထမမောင်းထောင်သာသနာပိုင်းဘိုးတော်ဘုရားကော်ဘုံမင်းကြီးလက်ထက်တော်မှာသာသနာပိုင်းပုဂ္ဂိုလ်အဖြစ်ချီးမြှောက်ပူဇော်ခြင်းခံရသူယဟန်ဘွဲ့ဥညာဏငယ်မြီဥမြတ်နေဖြစ်ပါတယ်။တက်ကြတဲ့ထောင်115ခုနဲ့မှာ ဖွာသူ မောင်းထောင်ရွာသားတို့ပါဘုရင်ကအလုံးကြီးညိုတော်မူလို့ တိုင်းရေးပြည်ယာတိအပ်ဆရာများကို မေးလျှောက်ပါတယ်အခုလိုဘုရင်နဲ့မင်းဆရာတို့ လော်ကီလော်ကိုအေးဆွေးနွေးကြတဲ့အခါအမေးတော်ဖြေကျမ်းဆိုတာပြည်သူများဖတ်မှတ်လေ့လာရတဲ့အကျမ်းတစုပါတကယ်တဲ့1194ခုနှစ်မှာ ပြန်လည်တော်မူပါတယ်ဒုတိယမောင်းထောင်သာသနာပိုင်တကယ်တဲ့1161ခုနှစ်မှာဖွားမြင်သူဖြစ်ပါတယ် သူ့တသက်တာမှာသာသနာပိုင်ဆရာတော်နှစ်ကြိမ်တောင်ဖြစ်ရလို့အလွန်ထူးခြားတဲ့ဆရာတော်ကြီးလို့ဆိုရပါမယ်။တမင်းလက်ထက်မှာသာသနာပိုင်တစ်ပါးသာတင်မြောင်းလေးရှိတာကို ရွှေဘုံမင်းသာယာဂူရီမင်းလက်ထက်တော်မှာတစ်ကြိမ်မင်းနှုံမင်းလက်ထက်တော်မှာတစ်ကြိမ်နှစ်ခါပြန်သာသနာပိုင်ဖြစ်လာသူပါပဲ။နှစ်ကြိမ်စလုံးကလည်းရွှေဘုံမင်းရဲ့တမိတော်နောက်မင်းနှုံမင်းရဲ့တောင်နမ်းမတော်မိဖုရဲ့ကောင်းကြီးစကြာဒေဝီလို့ကြော်ကြားထင်ရှားသူကကြီး သာသနာပိုင်ဆရာတော်ကိုရွေးချယ်တင်မြှောက်တာဖြစ်ပါတယ်။ငေနာမီဥရွှေမူဖြစ်ပြီးယူပနိကေဥပတိတော်ကလည်းအလွန်ကောင်းတယ်လို့သိရပါတယ်။တွင်းသင်တိုက်ဝံမဟာစီသူမောင်းထောင်ရွာကလူပညာရှိအတော်များများပေါ်ထွန်းခဲ့တဲ့အထက်မှာလူသည့်အများဆုံးအထင်ရှားဆုံးစာဆို၃ဦးရှိပါတယ်။ရှင်းတော့အစဉ်တိုင်းဆိုရရင်သူက ရှေးဦးကြတယ်လို့ယူဆရပါတယ်။ရှင်းတော့အစီအစဉ်တိုင်းဆိုရင် ရှင်းနာမှာသူစာကလေးတပိုင်းတစပေါ်ပြခဲ့ပြီးပါပြီ။မောင်းတောင်ရွာမှာတက်ကြတဲ့1098ခုနှစ်မွေးဖွားသူပါ။ယဟန်ဘွဲ့ရှင်လင်္ကာသာငင်းနံမီမောင်းထုံးညူဖြစ်ပါတယ်။ယဟန်ဘွားမှာရှိနေတုန်းကလည်းမနုဓမ္မသက်ရွှေမြင်းလင်္ကာမနုဝနနာဓမ္မသက်လင်္ကာမုဒုလက္ခဏပြုတ်ငရမင်းပြုတ်စတာတွေရှိပါတယ်။ တခြားမသိတာတွေကြံနေဦးမှာမုံချပါပဲ။နောက်အလောင်းမင်းတရားကြီးရတနာသိန်ကကုန်းပေါင်မြို့မှာမင်းဖြစ်လာပြီးဘုံလက်ယုံ အာနာကြော်ကြလာတဲ့အခါရဟန်းပေါင်ကိုစွန့်ပြီးလူထွက်ပါတယ်။အလောင်းမင်းတရားထံခါစားပြီးတော့မင်းတရားကြီးကသာတော်အိန္ဒိုဆန်ဗရုံမြို့သာမင်းသားထံမှာအကြီးတော်ဖြစ်ဆောင်ရွက်စီပါတယ်။အကြီးတော်ဖြစ်လာပါပြီ။နောက်ဗရုံသာမင်းသား မင်းဖြစ်တော်မူတဲ့အခါဥထုံညိုကို မဟာသင်္ခရာပွင့်နဲ့ជីဝံခန့်အပ်ထားပါတယ်ဒီလိုငေနံမီပျောက်ပြီးဘီးရင်အလိုတော်ရှိသလိုပြုတ်မော်ကွန်လူတာစတာတွေရေးဖွဲ့ဆက်သွင်းရပါတယ်ဒီနောက်တစ်ခါမဟာစီသူပွင့်နဲ့တွင်သင်တိုင်ဝန်အဖြစ် သူကောင်းပြုချီးမြောက်ခြင်းခံရပါတယ်သင်တွင်သင်တိုင်ဝန်မဟာစီသူကိုပထုံမင်းကယုံကြည်ကိုးစားတဲ့အတွက် ဒေသအနှံ့များမှာရှိတဲ့ရှီဟောင်းကျောက်စာတွေကိုရှာဖွေစုဆောင်းပြီးအသည့်ပြင်ဆင်တိဖြတ်ထုတ်လုပ်စီဖို့တာဝန်ပေးပါတယ်။အဲ့ဒီတာဝန်ကိုထမ်းဆောင်ရင်းနဲ့ပဲရာဇဝင်အချက်လက်တွေအများကြီးကိုသဘောပေါက်လာတော့ဒီအကြောင်းအရာတွေကိုရှင်းလင်းသုတ်သင်ပြီးရာဇဝင်တစောင်းရေးသားဖို့အကြံပေါက်လာပါတယ်။ဘင်းကိုတင်ကြတဲ့အခါမှာလဲသဘောတူခွင့်ပြုချက်ရရှိလို့မဟာရာဇဝင်အသည့်ညောင်ရမ်းဆက်ကိုညှိတာပါတယ်။ ီရာဇဝင်သစ်ဟာအတိတ်ပဲရှင်းလင်းပြသတယ်လို့ဆိုကြပါတယ်။သူရေးဖွဲ့တဲ့စာရီထဲမှာဗလာတိယပြို့ဟာအထင်ရှားဆုံးပြို့လို့ပညာရှင်များခိုင်ပါတယ်။ဗလာတိယပြို့ကိုဘလုံမင်းကိုရောတိုင်းနှစ်သက်အားရတော်မူလို့ရွှေနဲ့ကြောက်တံမတဲ့များဒီလက်တဆုပ်စွန်းစုတော်ပြီးတော်မူပါတယ်။ခံယူရရှိလာတဲ့ကြောက်တံမတဲ့များတွေကိုအသုံးပြုပြီးမိမိမွေးရဇာတိမောင်းထောင်ရွာကြီးမှာ နပယ်ကျော်ရှိတဲ့ငါးအီကခန့်ရေကန်ကြီးတူးဖော်ပါတယ်။ကုန်းခေါင်ကောင်ဒေတာရေရှားရမှာရေကုသို့ပြူတာပါ။ဒီကန်ကိုဗန်လာတိယကန်လို့သမုတ်ပေးမဲ့အရက်ကနှုတ်ကျိုးပြီးကန်ကြီးလို့ပဲသုံးလို့ပါတယ်။စိန်တို့ကျော်သူဥဩတွင်သင်းတိုက်ဝန်မင်းရဲ့အမအရင်ဒေါ်ပုက ဖွားတဲ့သားငယ်မီ မောင်ဩဖြစ်ပါတယ်။ဘာမျိုးဘိုးတူဆိုရလိုပဲဥလေးရဲ့တူရင်ပြီးပြီးမောင်ဩဟာစပေလင်ကရေးဖွဲ့ရမှာ ကိုရင်ဘွားကလေးကအစွမ်းစပြလာသူဖြစ်ပါတယ်။သူ့နီးနဲ့သူစပေရာရာမှာပြောင်မြောက်သူမို့လို့ဥလေးချီယာကိုဘွားချီထက်နင်းနိုင်သူလို့ယူဆကြပါတယ်။စပေမျိုးမျိုးရှိလာကြတာမှာတစ်မျိုးနဲ့တစ်မျိုးပုံစံမတူတဲ့ယတုပြုတ်အဲချင်းလူတာစရာတွေကို စုံအောင်ရေးဖွဲ့နိုင်စွမ်းရှိတယ်လို့ပညာရှိတွေလက်ခံထားကြပါတယ်။သူလေးတွင်သင်မင်းကြီးထင်ရှားတဲ့အစာသူတော်ဖြစ်လာတော့အစွမ်းစားရှိတဲ့သူကလေးကိုလည်းမင်းပေါ့စိုးကြားဖြစ်လာအောင်မဆနိုင်တင်ပေးနိုင်တာကို အလောင်းမင်းတရားကြီးလက်ထက်တော်မာရုကမောင်ဩဟာ စိတ်နှကြောသူပွဲနဲ့အစာသူအရာချင်းမြောက်တာခံရပါတယ်။ဒီရင်ငါပွဲတစ်ခုရှိပါသေးတယ်။ ဖွဲ့မိမသေးကြလို့မဖြုံပြလိုက်နိုင်ပါဘူးစိန်ကြောသူ ရေးသမျှထဲမှာစည်ရည်နဲ့ပတ်သက်တဲ့ဒနုပြူတွင် ဆိုတဲ့အစချီးတဲ့ပိုက်ဆောင်ရတို့ကိုလူကြီးတွေအလွန်နှစ်သက်ကြပါတယ်စစ်မှတ်ဆိုင်ရာမှာဒီရသူဟာ လူသည့်များသလို နိုင်ငံ ကောင်းကျိုးဆောင်ရာမှာလည်းဖွဲ့ဆိုတဲ့ချီ၍ခေါ်သည်ချီ၍ခေါ်ရာရတို့များကိုတော့လူငယ်ပိုင်းကအကြိုက်တွေ့ခဲ့ပါတယ်သူရဲ့ရေးဖွဲ့ပုံ စာပေအလှတစ်ခွက်ကတော့သဘင်သမားတွေကောင်းမှုကြောင့်ပြည်သူ့ကြားမှာပုံမူထင်ရှားပါတယ်သူ့လက်ရာဘိုးတော်ရှင်အေးချင်းစာအုပ်ကလေးကလည်းသူ့ခေတ်ကသူကြော်ကြားခဲ့ပေမဲ့ဒီနေ့တော့တွေ့နိုင်ဖို့ခဲရင်နေပါပြီစိန်ကြော်သူဘွဲခံဦးအောကို မောင်းထောင်ရွာမှာတက်ကြက်1098ခုနှစ်မှာဖွားပြီး1153ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ် တန်ချိုဆရာကြီး မောင်းထောင်ဦးကျော်လှတန်ချိုဆရာဆိုတာကိုယနေ့ခေတ်ကလေးတွေသိနာလဲအောင်ဖော်ပြပါဦးမယ်သူခေတ်ကရုပ်သေးသဘင်မှာတန်ချိုရုပ်တရုပ်အပေါ်ထည့်ထားပါတယ်ရုပ်သေးသဘင် စီဝင်တဲ့အခေတ်ပြီကိုတန်ချိုဂိုင်းသူဟာကြရားလင်္ကာအဖွဲမှာကောင်းရမယ်အတန်ဩဇာလည်းရှိမှအလုံးနိုင်တဲ့နေရာကောင်းဖြစ်ပါတယ်ကြပြရဲ့အတန်နေအတန်နာကိုတမျိုးပြီးတိုးပြီး ချိုးချိုးသားသားနားထောင်ခြင်းသပွဲရွတ်ဆိုနိုင်သူမှအတန်ဂျိုဂိုင်ဖြစ်နိုင်ပါလေသူတို့ခေတ်ကတော့ဥတန်ဂျိုဆရာတွေအများကြီးရှိတဲ့အထက်မှာ မောင်းထောင်ဥကျော်လာကတော့သူတို့ဘာမရှင်နိုင်တဲ့တန်ဂျိုဝိဇ္ဇာဆရာလို့ဆိုပါတော့မောင်းထောင်ရွာကပညာရှိတွေထဲမှာဥကျော်လာမပါရင်မပြီးပါဘူးသူကမင်းတို့မင်းဒီဝမင်းနဲ့အင်္ဂလိပ်မင်းထိမင်းဆက်၃၀တိုင်တိုင်မှီခဲ့တဲ့သူပါ အရေးအဖွဲကောင်းတမဟုတ်ချင်းစာဆုံးနိုင်ရမှာလဲမရှင်းနိုင်အောင်တော်တယ်လို့သိရပါတယ်ဇဝနဉဏ်ထူးချွန်လှတယ်ဆိုရမှာပါပဲသူဖွဲဆိုတဲ့တန်ဂျူများမှာထီသုံးနန်းသုံးဖွဲများသာမကလူတမန်တို့အဖြစ်ပြက်များအကြောင်းရတွေပါများကြီးပါဝင်နေပါတယ်နောက်တစ်ခုကတော့သူခက်ကလူကြီးတွေလိုက်စားရကြတယ်တပေါင်းသံနမိတ်တန်တွေလည်းဖုံးလွှမ်းနေပါသေးတယ် ငယ်ငယ်ကလူကြီးတွေတဖွားဖွားယွတ်နေကြတဲ့ကိုကာပြောနေကြတဲ့သူစာတပေါင်းသန်းတပိုင်းတစကလေးကို မှတ်မိပြောပြခြင်းပါတယ်ကဘာစီချီးဖြစ်ခါနီးတော့သူတန်ကြူတုံးမှာပန်နီဤရာသီချိန်မှာ သာဂီချိန်ထွန်းတောက်မိမို့တကောင်းကဒေါင်းကြွလာပြီးခေါင်းခါကမျောလို့စာချီပြီးဆိုတဲ့စကားလုံးတွေတီကုန်းခဲ့ပြီး ။နောက်ဆုံးအပိုက်မှာတော့နှိုးစော်ကမိုးဘော်ကကြံပါလိမ့်ပဲ့နောက်ဆုံးလို့အဆုံးသတ်ထားပါလေ။အင်္ဂလိပ်လောက်ကလုံမြောက်ချင်ရတဲ့မြန်မာလူကြီးတွေဟာဒီစာကိုဂျပန်၊အီတလီ၊ဂျာမနီတို့ပူပေါင်းရေပန်းစားနေတဲ့ကာလအချိန်မှာတာဂီဝဲမြန်မာတို့အရှိန်အဝါထွန်းတောက်တော့မယ်မြမခေဦးတကောင်းဒေတာမှမြမအထိမ့်မှ ဥတော်ကြွချီတာတော့မယ်လို့နက်ဖွင့်ပြီးအားတက်နေကြရပါတယ်။နောက်ဂျပန်ခင်မှာမြန်မာတို့လွတ်လပ်ရေးရောင်ကြီးတန်းလာပါတယ်။နောက်အမေရိကန်ကဂျပန်ပြည်မှာအနုမြူဘုံချလို့စစ်ကြီးပြီးသွားတဲ့အခါမှာတော့ကဲစစ်ကြီးပြီးပြီဒါနောက်ဆုံးပွဲပဲလို့သူရေးခဲ့တာမမှန်လားဆိုတဲ့စကားတွေကို ဟုတ်တကယ်ရုံရုံကြီးကြီးပြောနေကြတာကြားရဖို့ပါတယ်။ဒုက္ခဒုက္ခလာကတော့ သူ့စားရီဟာ နိုင်ငံထောက်နန်လျာပြန့်နှံ့နေကြတာအမှန်ပါသူရေးခဲ့တဲ့ကြပြားဒီပမာဏကများလွန်ပါတယ်သူ့အသက်20လောက်ကမင်းနှုံးမင်းလက်ထက်တော်ကလေးကရေးလာလိုက်တာအသက်ရွယ်80ကျော်အထိရေးတုံးဖွဲ့တော့မှာသူ့စားရီကို ရှားဖွေစူးစီးပြီး ရှေးဟောင်းစာပေသူ့ဒေသီတို့ကစာအုပ်ထုတ်ဝေမှုတာ အပုတ်ကြီး300ကျော်လောက်ပါဝင်နေသိရပါတယ် ဒါဟာရှာဖွေလို့တွေ့သည်မှသာဖြစ်ပါတယ်မတွေ့ရသေးတာဒီကြံနေအောင်မှာသိကြပါဗါတယ်တွေ့ရသည်မှအမြတ်လို့ဆိုပြရသည်ယခုကောင်းစည်းပါ စကားအတိုင်းရွှေမောင်းထောင်သာတဲ့အရက်စီကလို့ပေါ်ထွက်ခဲ့တဲ့စာစုပညာရှင်ကြီးများကိုဆရာကြီးဦးကျော်လှစူပေါင်းဖွဲ့တည်ထားတဲ့တန်ကြိုတပုတ်ကိုဖော်ပြပါဦးမယ် တောင်းသမီးအောင်မြေချက်တွင်မှနေဆက်ကြအုံနကူကဲ့သို့ဇဘူးတစုပေါ်တဲ့ပညာတော်သဘောထူးပါပြီးတဲ့ဥမျက်နေသင်ခင်ရနဲ့သာသနာနှခါပိုင်၍ပညာကိုင်အခြေမြင့်ပါပြီအကျင့်စာမရီကဲ့သို့ပါရမီစုံစွာနဲ့ပုံညဝါဂုံစာနီမှုလုံရပြီပနာဆက်ရ နေထွက်ပိုင်ဖူးမြော်တနေကြဥညေရဥပညာတဗျာညံကာယံမောနဲ့တွင်းသင်းဝံရွှေမဟာနဲ့အလင်းငါပညာချောပါပြီမောင်အောစိမ့်ကြောဟု စာစုတော်ကြာရှိမြင့်လာပေါ့ဆရာပွင့်ဆရာအေးတဲ့ပြင် စာရေးပလီစာနဲ့ဂလိကမာပညာရှိပါတဲ့ကဝိကိုရွှေဖန်နဲ့ ဆရာဆန်ဒီတွင်ရှုံးခဲ့မယ်သဘင်ဘရင်သုံးဟာမို့ရှင်နှုံးသူမပေါ်ပေါက်တဲ့အပြင်ထို့နောက်ကဘာကျန်းတော်မှဒီလူညာဒီလက်တန်းတို့ဖြင့်လာလန်းခါမမြင်ဘူးရာဇဝင်စာတင်လို့ပြတော့တဲ့မင်းကျော်လှပါဆရာကြီးက1903ခုနှစ်မှာမောင်းထောင်မှာဖွားပြီးအင်္ဂလိပ်လက်အောက်ရောက်အသက်90ကျော်ရွယ် စင်ရသာဘဝနဲ့ကြောကွယ်လွန်ခဲ့ရပါတယ်။တွေးဖို့ရှားတဲ့ပညာရှင်ပါ။စာညွန်းဆရာကြီးဦးမောင်မောင်တင်းငယ်ရယ်စဉ်1953ခုနှစ်မန္တလေးမောင်မောင်တင်းလို့လက်မှတ်တင်ထားတဲ့ရွာမောင်းထောင်ဆောင်ပါ။နာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက် တင်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။